Hello hello ပရိသတ်များအားလုံးကိုကျမတို့ရဲ့ဒီနိုင်စပေါ့မြန်မာ channel ကနေပြီးတော့မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာလိုက်ပါတယ်အားလုံးပဲမင်္ဂလာရှိရမနက်ခင်းလေးဖြစ်ပါစေရှင်ဒီကနေ့မနက်ခင်းရဲ့သတင်းအကြောင်းအရာတွေကိုတောင်းယူပြီးတင်ဆက်သွားမယ့်သူကတော့ကျမတင်စားပေးဖြစ်ပါတယ်ဒီနေ့မှာပရမအဆုံးအနေနဲ့ Sporting Lisbon တိုက်စစ်မှုဖြစ်တဲ့ Rooker Rest ရောက်သူပြောင်းရွှေ့တင်တဲ့ Premier League အသင်း၃သင်းရှိနေပြီးတော့ဒီထဲမှာ United မပါဝင်ဘူးဆိုတဲ့သတင်းတွေထွက်လာခဲ့ပါတယ် ဥရောပဒိတ်တန်အသင်းတွေရဲ့စိတ်ဝင်စားခြင်းကိုခံနေရတယ်။ Sporting Lisbon ရဲ့တိုက်စစ်မှုရိုကယ်ရက်စ်ကလာမယ့်နေရာဒီမှာတော့ပြောင်းရွှေ့ခြင်းနဲ့ Premier League 3သင်းရှိနေပြီးဒီထဲမှာမှသူ့ကိုခေါ်ယူခြင်းနဲ့ United အသင်းမပါဝင်ဘူးဆိုတော့သတင်းတွေကထပ်ပေါ်လို့နေပါရင် Sweden လည်းရွေးစဉ်တိုက်စစ်မှုဖြစ်တဲ့အသက်26နှစ်အရွယ်ကစားသမားရိုကယ်ရက်စ်ဟာ Brighton, Swansea, Coventry တို့မှာကစားခဲ့ပြီးတော့အခုကမှအင်္ဂလန်ကိုပြန်လာဖို့အတွက်ဆန္ဒရှိတယ်ဆိုပြီးတော့သိရပါဗျ။ ရိုကင်ရက်စက2023ခုနှစ်နွေရာသီမှာစပိုတင်လက်စပွန်းကိုရရှိလာခဲ့ပြီးတော့အသင်းအတွက်ကြိုင်ပွဲဆောင်ပွဲ90မှာ82ပွဲအထိသွင်းယူထားတဲ့သူပါသူရရှိခဲ့တဲ့သွင်းကိုအများစုမှာလက်ရှိ United နီးပြားအမော်ရီနဲ့လက်တွဲခဲ့စဉ်တုန်းကရရှိခဲ့ရလဲဖြစ်ပါတယ်ဒါကြောင့်မလို့ United အသင်းရဲ့နီးပြားအမော်ရီကရိုကင်ရက်စနဲ့ United အသင်းမှာလက်တွဲသွားဖို့အတွက်စံတန်းရှိနေပြီမယ်တဲ့ ကစားသမားကမှ United အသင်းကိုပြောင်းရွှေ့ခြင်းမရှိဘူးဆိုပြီးတော့သိရပါတယ်။အခုကမှပေါ်တူဂီသတင်းစာ Ebola ကနေပြီးတော့ Rokeres အနေနဲ့ Liverpool, Man City နဲ့ Arsenal တို့ရဲ့ကမှတသင်းသင်းကိုပြောင်းရွှေ့ခြင်းနေပြီးဖြစ်တယ်လို့ဖော်ပြခဲ့ပါတယ်။ Sporting Lisbon သင်းဟာဆိုရင်တော့လာမယ့်နေရာဒီမှာသူ့ကို Euro တန်း80နဲ့ရောင်းသွားဖို့ရှိတယ်ဆိုတဲ့အကြောင်းကိုလည်း Ebola ကနေပြီးတော့ဖော်ပြသွားပါတယ်ရှင်။ဆက်လက်ပြီးတော့အသင်းကနေကစားသမား10ယောက်ကနေ15ယောက်အထိထွက်ခွာသင့်တယ်လို့ ရင်းရိုးနီကတော့တုံသက်ထားပါတယ်။ United ရဲ့ကနေဝင်ကစားသမားဟောင်းဂျီရင်းရိုးနီကလက်ရှိ United အသင်းမှာဆက်ပြီးတော့ထိန်းသားသေးတဲ့ကစားသမားအနေနဲ့နှစ်ယောက်ကိုပဲထုတ်ပေါ်ပြောကြားခဲ့ပြီးတော့ကစားသမား၁၀ယောက်ကနေပြီးတော့၁၅ယောက်အထိကတော့အသင်းကနေထွက်ခွာသွားနေတယ်လို့ဝန်ခံသွားပါတယ်။ရူနီကအလေးနဲ့ပြန်လည်တည်ဆောက်ဖို့စီမံကိန်းတစ်ခုကိုတည်တပ်ဖို့အတွက်လိုအပ်တယ်လို့ယုံကြည်နေပြီးအတင်းကနေဖေရှားပြဖို့အစင်းသင်းဖြစ်နေတဲ့အတုံးမွေနဲ့ကစားသမားတွေလည်းအများကြီးရှိတောင်းထောက်ပြခဲ့ပါတယ်။ ။လူနီယာလက်ရှိအသင်းမှာရေရှည်အနာကနဲ့ထိုက်တန်တဲ့ကစားသမားကနှစ်ယောက်ပဲရှိတယ်လို့ခန့်စားရတယ်လို့လည်းပြောလာပါတယ်။ Skyback ကနေတင်ဆက်တဲ့ State of Football Podcast မှာလက်ရှိ United အသင်းရဲ့လူစိန်က2024-25ရာသီရဲ့ဒီမော်ရင်စိတ်ပြည့်စရာအချိန်တွေကနေပြန်လည်ကောင်းမွန်လာဖို့အတွက်နီးလဲရှိလာလို့ရေရိုနီကိုမေးတဲ့အခါမှာမရှိပါဘူးဒီလိုရှိလာမယ်လို့လည်းကျွန်တော်မထင်ပါဘူးသူတို့ရင်းလမ်းပြောင်းနေသလိုပါပဲကြောက်ရွံ့နေတဲ့ပုံစံလေးပေါ်ပါတယ် ဖာနီတက်ကတော့စတိုက်ကိုမှစမ်းဆောင်နေတဲ့သူတယောက်ပါသူ့မှာတခန်းတလေစိတ်အနှောင့်ရှက်ဖြစ်ပေမဲ့ဆက်လက်စမ်းဆောင်နေတာကတော့အမှန်ပါပဲသူတို့တင်းရဲ့လူစိတ်ရင်းမှာကြီးမားတဲ့ပြောင်းလဲမှုတွေလည်းလိုအပ်နေပါတယ်ကျွန်တော်ထင်တာကကစားသမား၁၀ယောက်ကနေ၁၅ယောက်လောက်အသင်းကနေထွက်ခွာတင်ပါတယ်ဆက်လက်ပြီးသေးကြတာကသူတို့အဲ့လိုမျိုးမလုပ်နိုင်ပါဘူးဘသူကမှလည်းတာဝန်မယူတဲ့စိတ်ဓာတ်မျိုးအသင်းမှာရှိနေပါတယ်ကျွန်တော်ဆိုရင်လည်းဘရူနိုနဲ့မိုင်နူးကိုဆက်ပြီးတော့ထိထားမယ်။အတင်းမကပွဲတွေအလွယ်တကူရှုံးနေဖို့လွယ်ကူလို့နေရတဲ့ ။အစားသမားတွေကနောက်တစ်ပွဲကိုဆက်သွားမယ်ဆိုတာမျိုးတွေလည်းပြောနေကြရင်တရီယာလုံးကအမိုက်တွေပါ။ Queen နဲ့မှစိတ်ဓာတ်နဲ့တိုက်ဝဲဝင်စိတ်ကိုပဲပြန်တိုင်ရမှာပါ။ကြည့်ရတော့အယံဝင်ဆိုပါတယ်။အယံလဲနာကျင်ရတယ်။အတင်းကိုကောင်းကောင်းလုပ်စေချင်ပါတယ်။ကျွန်တော်ရဲ့ကလေးတွေကဆိုရင်တော့ Academy မှာရှိနေတာပါ။သူတို့ကိုကြည့်ရတယ်အယံဝင်နာကျင်ရပါတယ်လို့ပြောသွားခဲ့ပါတယ်ရှင်။ဒီဇနာဆောင်နေနဲ့ United ရဲ့လက်ရှိကစားသမားတွေကိုလာစာလျှော်ပြီးတော့စာချုပ်အသစ်ပြန်လည်ချုပ်ဆိုဖို့အတွက် Certain Regulate ကတော့စူးစမ်းနေပါတယ်။ ယူနိုက်တက်ရဲ့ပူးတဲ့ပိုင်ရှင်သစ်စာတန်ရက်ကလစ်ဟာနှစ်ပေါင်းများစွာကွင်းထဲမှာခြေစွမ်းနေပြသနိုင်ခြင်းမရှိတဲ့ကစားသမားတွေရဲ့လောက်ခလာစွာကိုရှော့ချသွားနိုင်ဖို့အတွက်တိုးပန်းလာတာကိုတွေ့ရပါတယ်။ယူနိုက်တက်ကကစားသမားတွေကိုလောက်ခလာစွာများစွာမပေးဘဲနဲ့အောင်မြင်မှုတွေအပေါ်မူတည်ပြီးတော့စုချင်းငွေများစွာပေးမဲ့အထက်နဲ့အစားထိုးအသုံးပြုလာမှလည်းဖြစ်ပါတယ်။ဒီစနစ်ကြောင့်ကစားသမားတွေရဲ့စမ်းဆောင်ရည်နဲ့ရလဒ်ပိုင်းတွေဟာပုံမကောင်းမွန်လာမယ်လို့လည်းကလေးတောင်ရှိသူတွေကတော့ယုံကြည်နေပါတယ်။ဒီလိုမျိုး United ရဲ့ကစားသမားရဲ့လောက်ခ လာစာရောရှာနိုင်ဖို့အတွက်လှုပ်ဆောင်မှုတွေအားဆိုလို့ရှိရင်အနာဂတ်ကစားသမားတွေခေါ်ယူအားပြည့်မှုအပေါ်မှာလည်းရိုက်ခတ်လာဖို့အတွက်ရှိနေပါတယ်။ဒါအပြင်ကိုစားတုံးသေးချုံဆိုမှုအတွက်ဆွေးနွေးနေတဲ့ကစားသမားတွေရဲ့အခြေအနေကိုလည်းလှုပ်ခတ်လာစေမှာအမှန်ပါပဲ။ကွင်းလင်းကစားသမားကိုဘီမိုင်နူးမှာလက်ရှိအချိန်မှာ United မှာ Development ခန့်အနေနဲ့ပေါင်1000နဲ့သာရရှိနေပြီးတော့စားတုံးသေးအတွက်ကို Development ခန့်အနေနဲ့ပေါင်3000ခွဲအထိကိုရရှိတင်နေရလည်းဖြစ်ပါတယ်။ဒါပေမဲ့စားတုံးရက်ကလေးက ကစားသမားတွေကိုလောက်ခများစွာတိုးမြင့်ပေးဖို့အတွက်အစီအစဉ်မရှိဘဲနဲ့စွမ်းဆောင်ရည်နဲ့အောင်မြင်မှုအပေါ်မှာသာမူတည်ပြီးတော့အပေါ်စုတီးတွေများစွာပေးအပ်လာတော့မှလည်းဖြစ်ပါတယ်။ United ကအတုံးစိမ်းရှင်းချတဲ့အနေနဲ့ဝန်ထမ်း150လောက်ထိ ကိုရှင်းချထားသလိုမျိုး Silent Ferguson ကိုလည်းတန်တမန်အနေနဲ့ဖယ်ရှားထားပြီးသားဖြစ်ပါတယ်။ United ကဒီပြအမော်ရီလက်ထက် Premier League 19ပွဲမှာ9ပွဲတည်းသာနိုင်ရရှိထားပြီးတော့အမှတ်ပေးစရာအဆင့်ရဲ့14နေရာမှာရပ်တည်နေပါတယ်ရှင်။ โอเคပါဒီနေ့ရဲ့တရင်အကြောင်းအရာကတလောက်ပါပဲ။နာဆင်ပြီးကလေးတွေပြိသများအားလုံးကိုလည်းအတူတူပဲကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုမှာသာလို့ပြန်တွေ့ပါမယ်။ဒီနေ့ရဲ့အကြောင်းအရာကတလောက်ပါပဲရှင်။ပြိသများအားလုံးလည်းနေထွက်မှာရွှေခွက်နဲ့ငွေတွေအပြည့်အမောက်ခိုင်နိုင်ကြပါစေ။